ေးရပါဘောနော်နေရနေရထိုင်ရတာဆေးရအဲ့လိုဆေးရခါမှလည်းဟိုနင်းနေတွေ့နေလဲဆိုင်မှာပဲဘောနော်ဟမ်နင်းနေတွေ့နေလဲဆိုင်နေအခုလိုယုံကြည်မှုလွဲမှားနေတဲ့တမိစီမှာဘုရားဖျားရှင်နဲ့ရှင်တဲ့ဟာတွေမရှိသေးကြတော့ ားလုံးပဲမင်္ဂလာပါမွေး channel လေးရအောင်ကြိုဆိုလိုက်ပါရစေ။မော်တီနဲ့တဆက်ပေးခြင်းနဲ့ဗီဒီယိုလေးရတော့ line ပေါ်မှာနာမည်ကြီးနေတယ်။330ရရှိသွားတဲ့ဓမ္မစကူးကျောင်းသူလေးအစ်ကြာဖြူတို့အိမ်ကိုဗုဒ္ဓခွန်ကြီးဆရာတို့ကနေပြီးတော့တောက်ရောက် interview ခဲ့တယ်။ဒီအပေါ်မှာအစ်ကြာဖြူတို့အိမ်ကအရောက်မှဆင်းရဲတယ်။ဒါကြောင့်မလို့ဗုဒ္ဓခွန်ကြီးဆရာတို့ကဒီဆင်းရဲတဲ့အကြောင်းကိုတဖော်ဖော်ပြောတယ်ပေါ့နော်။သူကချမ်းသာတဲ့အကြောင်းကိုပြောတယ်။ဒါကြောင့်မလို့လေအစ်ကြာဖြူကနေပြီးတော့ပြန်လဲခြေပပြုတ်ဆိုလိုက်တာပဲဖြစ်ပါတယ်။ view ရမှာဆိုလို့ရှိရင်တော့ပြည့်စုံပါတယ်ပေါ့နော်။ ကြည့်တဲ့မျိုးလေပုဒ်တရာရအောင်လို့ပြန်လဲမြှောက်လိုက်တာဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုစတင်ကြရအောင်နော်ဒီပဲ့ကိုဥစဉ်သမီးလေပထမလေးပဲရတယ်တော်တယ်ဥစဉ်ကတော့လူပါစူဝါကြီးအောင်မြင်တော့တာသမီးတွေလည်းအလိုပေါ့ပန်ဖို့လို့တော်တာပေါ့ဒါမဲ့လေသူလည်းတအားကျူစားတယ်၆ပါးသားဂုံနူးရှင်အလိုအလိုပြောချင်တာအလိုတော်တဲ့သမီးလေးတွေကိုမတတ်နိုင်တဲ့သူတွေတတ်နိုင်နေတာစောင့်ရှောက်တာတော့လမ်းမရှိလဲအဲ့ဒါကမှဥစဉ်နဲ့တွေ့တော့မှဘာမှပြောချင်မိလဲ မပြောတတ်ပါဘူးမပြောတတ်ပါဘူးအင်းအင်းအင်းဒီသမီးနဲ့တော့ကဘလို့ဂုံယူလဲဝမ်းသာတာပေါ့ခင်ဗျာအခုလိုမျိုးဟိုပြည်သူတွေရောဟိုခမုံတို့ရောအကုန်လုံးအခုရွာသူရွာသားတွေရောအဲ့လိုမျိုးလေရွာသူရွာသားဆိုတာတောင်တည်းကရွာလူတွေကလည်းလိုင်းမောင်းကနေကြီးအဒီရလူတွေကဟုတ်ကဲ့ဘုန်းနတ်ပတ်တွေလိုက်ရှာအခုနေတဲ့ရွာတော်တော်လေးကိုဝမ်းသာပါတယ်ခင်ဗျာအေးပါ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 သူမြဲလက်ဆက်ကြူစားမှာနော် ကဲကောင်းပြီသမီးကကိုသမီးအိမ်နဲ့လည်းဖုံဖုံရောက်လာပြီအဲဖုံဖုံကောင်းအောင်လည်းပြောလာတယ်သမီးကြားမှာပါအဲသမီးဘလို့ခံစားရလဲဘလို့မြင်မိလဲအတန်ကြဲကြဲလေးပြောမှရမှာဖုံဖုံကအတန်ဥစ္စာမပါအင်းပြောပါဦးဆေးရပါတော့နေရနေရထိုင်ရအဆေးအဲ့လိုဆေးရခါမှလည်းနင်းနေတွေ့နေနေဆိုင်မှာပဲပေါ့နော်ဟမ် နင်းနေတွေ့နေတဲ့ဆိုင်လေဘလို့ဆိုင်လဲဆိုကိုကိုရန်လေးဒုစားခြင်းမှာတချို့ကမတိုးတက်ပါဘူးဆိုပြီးတော့နိုင်ငံမတိုးတက်တာနေပဲကိုကိုရန်မှာဆွလဲရောထိုင်နေတော့မကြိုးစားရတဲ့တွေ့လေရှိပါရဲ့အဲကိုကနေရထိုင်ရတာမပြည့်စုံဘူးဆိုပြီးတော့လေဖြစ်တယ်လို့နေရတွေ့ရှိရပါတော့အဲဒါမဲ့ကိုနေရဲ့အိမ်လေးကိုအနည်းဆုံးတော့တနေ့ရှင်းရှင်းလေးနဲ့တသက်ရဲ့လေးဖြောင်းနေတဲ့နဲ့အဲအဓိကကတော့အပြောအဆိုပေါ့နော်ကိုနေအောင်များတခြားပေါ့နော် ဟိုဒီအဲဒီစားတော့ရက်ကွက်တရားဆိုလို့ရှိရင်ရက်ကွက်တဲ့ဆိုင်တားရုပ်ထင်နေပါတော့။ဒါရဲ့ခါမှာကိုရက်ကွက်တဲ့မြေမှုထံဝင်ဝင်သွားရင်ကိုအထင်သေးသွားမှာ၄ဘာရောပေါ့နော်။တိတိနဲ့ဘာလို့မဆိုအဓိကတော့နေရာထိုင်တာစုပ်ပြက်နေစေပေါ့နော်။စိတ်ကလေးတွေဖြူစင်ထားပြီးတော့စိတ်ကောင်းလေးတွေမွေးပြီးတော့နိုင်ငံမတိုးတက်လဲကိုကိုတိုးတက်အောင်နေရမယ်လို့ပြောချင်ပါတယ်။ကံမကြည့်ပါလေသမီးရဖမောကအဝေးကလည်းရိုက်တယ်ဖမောကလည်းကုနာလိုတခြားတခြားသော ကရိယာလေဘုံမရှိရှိလေအဲ့လိုအတန်နေမကမှန်နာရဲရရခက်လို့ဘုံဘုံဒီလိုပဲရိုက်နေတာတမီးလေးရဲ့အခုပြောလိုက်တဲ့စကားဘုံဘုံကောက်အောင်မရိုက်လာတော့တမီးလေးကြားနေတယ်လေဟုတ်တယ်နော်အဲ့တော့ဘုံဘုံတန်ငါးဒီအနေနဲ့ရောဘလို့ဖြစ်တဲ့လဲတမီးအမြင်ပေါ့တမီးလေးအမြင်ဘုံဘုံနေနေရတယ်မနော်တချို့ဘုံဘုံနေဆိုလို့ရှိရင်ဒေါ်လေးကိုမာဖာသာတရားတွေစောစားကြရဲ့ဘုံဘုံနေရှိပါတယ် အဲတော်တော်များများလူများအားထားရတဲ့ဘုံဘုံကြီးရှိရဲ့သဒ္ဒနာတော်အတွက်အကျိုးဆောင်တဲ့ဘုံဘုံကြီးရှိသလိုပဲဆင့်ကျင်ပဲဘုံဘုံကြီးနဲ့မြင်တွေ့နေရရပေါ့နော်ဒီကွက်ဒီရဲ့ကွက်ဒီမှာအဲတချို့ဆိုလို့ရှိရင်အလူငွေရဖို့အတွက်နဲ့ကိုကြီးဝတ္တရေပေါ့နော်ဒါလေးကိုလူတွေကအဲ့လိုဘုံကြီးကိုမြင်တဲ့အခါမှာတကယ်ကြီးမှုစရာကောင်းတဲ့ဘုံဘုံကြီးပေါ်မှာပါလူတွေရဲ့စိတ်က ဘနော်ဒီဘုံဘုံနေလည်းတူတူပါပဲဆိုပြီးတော့မယိုသေးကြတော့အဲ့ခါမှလူရအကုသူတွေပို့တိုးလာရယ်ဘနော်ဘုံဘုံနေအတွက်လည်းအစင်မပြေရောလူတွေအတွက်လည်းအကုသူတွေတပြေပြေအများကြီးများလာဘနော်အဲ့ကြောင့်မို့အာကိုကတင်ငန်းပြလိုက်ပြီဘနော်ဟိုကိုကယဟန်တပါဖြစ်သွားပြီဆိုရက်ယဟန်ဝင်းနဲ့အညီကိုစားပြရှင်ရဲ့ဟောကြားရေးဆုံးမရတဲ့အတိုင်းအဲ့ပြင်းတင်ကြရပါတော့မလို့နိုင်ဆိုရင်အနည်းဆုံးကုကုကိုရဟန်းဆိုပြီးခံရမယ် ုတက်နိုင်တလောက်ငါသားတရားပတ်မှာဟိုမိုနီကိုနိုင်ကလည်းတက်နိုင်တလောက်လေးပေါ့နော်ဆောက်ရပေးတင်နေလို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ဘာလို့သမီးလေးရဲ့အမြန်ဒီနေ့အလေတန်းအဆင့်သမီးတယောက်ဆုရတဲ့သူတယောက်ရဲ့လို့မဟုတ်ပဲတကယ်မြန်မာနိုင်ငံလူအပ်နေတဲ့ဘုရားဘာသာရဲ့အခြေအနေအမှန်ပဲသမီးရဲ့ဆရာတော်ဥတုဏ္ဏတာကျူးစားနေလို့ဘုမလို့လည်းမနာပါဘူးဒါပေမဲ့ တစ်ထောင်မှတစ်ယောက်တစ်သောင်းမှတစ်ယောက်ဖြစ်နေပြီးတော့ပျက်စီးမှားရွံ့နေတဲ့လောဘဒေါသနောက်လိုက်ပြီးတော့မှားရွံ့နေတဲ့တရားတွေမှားရွံ့နေတဲ့စကားတွေမှားရွံ့နေတဲ့အနေထိုင်တွေကြောင့်တာနာနဲ့တော်လေးညှိုးနှံပါတယ်ဒါကြောင့်ကိုသမီးလေးအဲစုနဲ့အတူတနိုင်ငံလုံးလဲအပြောင်းလဲတွေဖြစ်ပြီးတော့သမီးလိုလူမျိုးတွေတနိုင်ငံလုံးမှာအသိဉာဏ်တွေဖွံ့ဖြိုးပြီးတော့တိုင်းပြည်လဲတိုးတက်စေချင်ပါတယ် ခုနလိုပဲနှုံအိုင်ထဲကကြာတခုလိုအောက်ကရည်ရည်နဲ့နေနေတဲ့သမီးလေးဘွားလဲဒါလည်းအောင်မြင်ပါလေရဲရဲနဲ့မြင့်မြတ်တဲ့ဘွားကိုလည်းကြိုးစားနိုင်ပါလေနော်သမီးရဲ့အဲဘွားမှာအမျက်ဆုံးမျိုးသမီးတယောက်ဖြစ်အောင်အရိယာဖြစ်အောင်ကြိုးစားမှဖြစ်တယ်လို့အခုလိုယုံကြည်မှုလွဲမှားနေတဲ့သမီးစီမှာဘုရားဖျားရှင်နဲ့ရှင်တဲ့ဟာတွေမရှိသေးကြတော့ အဲ့အတိတရားလည်းရှိစေချင်ပါတယ်။ဦးဇင်းတို့နိုင်ငံဟိုနည်းနည်းနည်းရှင်းရှင်းနဲ့ဖုန်ကြီးနဲ့သီလရှင်နဲ့တူလာတယ်။သီလရှင်နဲ့လည်းအလူခံတယ်တကယ်တော့ဘန်းမို့ကတော့ငါတုံးထားတာ။ဟိုဘာသီလမှန်းတော့မရှိဘူး။ဒါပေမဲ့တူတဲ့သူကလူတော့ချောင်းလာတော့ကြတော့အဲ့ပေါ့အလူခံနေပဲအလုပ်ကြီးများနေချင်းတော့ကြိုက်ရနော်။ဟွန်းဟွန်းဟွန်း။ဒါပေါ့ဒါအခြေအနေတွေပဲလीပဝန်းကျင်ကပြောလာတဲ့အခြေအနေတွေပဲ။ကောင်းပါပြီ။ အဲ့တော့ဦးဇင်းတို့တာနာမာနဲ့အဲ့လိုလူအပ်ချက်ဒီအများကြီးပါပဲအဲဒါကြောင့်ဦးသမီးလေးပြောလို့ဒကမကြီးနေနေရောအခုလို့အခွင့်တာတော့မြန်မာနိုင်ငံအပေါ်ဘာမှပြောချင်သေးလဲပြောပြပါဦးသမီးလေးတို့ပေါ့နော်အခုလိုမျိုးသူဘာသာရေးအသိရတယ်ဒီလိုတော့ဟိုခုံခုံတို့မှန်းတလောက်မချင်းကြံနိုင်ရင်မဲ့အခုသမီးလေးကိုဒီလိုတော့ချင်းကြံနိုင်အောင်လို့ခုံခုံတို့စီကို တ်ခဲ့တာပါဗျာသူလေးကအဲ့လိုမျိုးနောက်နောက်သူလည်းအခုဖုံဖုံเจ้าမှာပြန်ပြီးတော့တာဝန်ထမ်းရမှာเจ้าပည့်ရကလေးเจ้าပည့်ရကလေးနောက်ထပ်သူ့လိုကလေးမျိုးတွေကိုသူအများကြီးဝေထုတ်နိုင်ဝေထုတ်ပေးနိုင်ပါသေးတယ်အဲ့အဲ့လိုမျိုးတပီးတော့စိတ်ထမှန်ရည်ရချက်တွေရှိပါတယ်ဗျာတပီးတော့မလုံနိုင်ပါနဲ့အဲ့လိုနောက်နောက်အတွက်အစင်လာလေးဖြစ်သွားအောင်လို့ပါဗျာတာတနာပြန်ပေါင်းအောင်လို့ပါဗျာ စိတ်ဓာတ်ရှိရင်လောက်ရက်ဒီပေါ်လာမှာပါနောက်ပြီးကြတော့ခုနရခဲ့တဲ့စုတွေရဲ့တဘောတဲ့ရခဲ့တဲ့ပဝန်းညံအတွေ့အကြုံတွေဘုသမီးလေးပြောတဲ့စကားတွေကအလွန်ကိုပဝန်းညံပေးလာတဲ့အတ္တိတရားတွေလေတန်ဖိုးကြီးပါလေတတိယသမီးလေးအဲ့လိုမျိုးအဆင်ရောင်ပါလေတတိယခေါင်းလို့မဆုံးပါဘူးခင်ဗျာတတိယတို့ဘုံကနေတော့တို့ပါအောင်ခင်ဗျာတတိယတို့အတင်းနေတော့တို့ဒီလိုပါပဲသမီးနေနေအောင်ကဲလောက်ပါအောင်ငါသမီးလေးပြောတာလေးကိုတန်ဖိုးထားလို့ နောက်ထပ်သမီးပြောချင်တာလေးများရှိရင်နောက်ဆုံးအနေနဲ့ပြောအောင်ဟုတ်ကဲ့ဆက်နေရပါတော့အင်းအာငယ်ညီမတွေရောကိုမမတော်လေးတွေရောပေါ့နော်ဖာသာတရားကိုလောက်ကြပါလို့သူများတကယ်ကြီးကဘောနော်ဒီမကောင်းမှုဆိုတဲ့အတိုင်းလည်းလိုက်မကောင်းကြတဲ့ဘောနော်ကိုကိုတိုင်းအဲ့ဒီအတကူကကောင်းလားမကောင်းလားဆိုတာစဉ်းစားစဉ်းကျင်ကြပါခုဆိုရင်တက္ကနာနဲ့ပတ်သက်ပြီးတော့သူများကြီးက မမညပေါ်မကောင်းပြောတိုင်းနဲ့ဒီတို့ဒီဘုံမမကောင်းဆိုပြီးတော့မပြောကြပါနဲ့လို့ကိုရာအဲဘုံမနဲ့အဲဒီဘုံမကတကယ်ကောင်းလားမကောင်းလားကိုယ့်ခွေတင်လားဆိုပြီးတော့ချင်းချင်းစဉ်းစားကြပါလို့ရှိရင်လေကိုကိုယ့်ခွေရဲ့ခါမှာပဲနော်အရှိတေကိုယ်ခွေပြီးနောက်မှာဘုံမနီကိုမကောင်းပြောတာဒီလို့မလုပ်ကြပါနဲ့လို့အခုဒီလိုညားရမှာဆိုတော်တော်များရပါနော်ဘုံမနီကိုဟုတ်ခဲ့ပြောစရာလေမင်းမတော်မရှိကြဘူးအင်းရှိရမောဘုနာကမင်းပြောတာဘာပဲဘုံမဆိုရင်နော် ကိုမိုနေပေါ်မှာနေဩပုတ်ခတ်ပြောဆိုတာလေမလုပ်ကြဘူးပေါ့နော်အေးပေါ့အေးပေါ့တချို့နေရာတွေမှာအဲ့လိုပြောရခါမှာကောင်းတဲ့ကိုမိုနေအတွက်ဆိုရင်ငဲကြီးစိုးကြိုးကြီးဖြစ်စီရပေါ့နော်ဒါကြောင့်တဒနာတော်ကိုပြောက်ကွယ်မသွားအောင်တဒနာပေါ်ကိုကိုယ့်ရဲ့ယုံကြည်မှုတွေလဲမမသွားအောင်လို့ကိုယ်တိုင်ဒီရာတစ်ခုကောင်းလားမကောင်းလားဆိုတာဒေချာစဉ်းစားဆုံးဖြတ်ကြပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်သမီးလေး အားပြောပြောသမီးလေးပြောလို့ပဲဖုံမုံတို့တန်ဃာတွေမှာလည်းအနေချောင်လို့သမီးကုနာပြောလို့ပဲဝစ်လာတာရှိတယ်လို့တင်ငန်းအရေးချုံပြီးတော့လှုပ်ရှားတဲ့တန်ဃာကြီးလည်းအများကြီးပဲသမီးအရာနှစ်ခုရလားဘောပြောင်းအောင်နှစ်ခုအဲ့တစ်ခုပြောင်းဘူးပဲတစ်ခုကအယဝိတာရဒတမားပြအင်းတစ်ခုကတမားစုညလိုပါပဲဟောအေးပထမဆုံးရလေကြည့်အောင်အေးဩအေးဗုဒ္ဓဝန္တာ အဖွဲရတာပေါ့အဲဘူးတူတာတရာဖွဲဟုတ်ပြီ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 ကောင်းပါပြီသမီးကဲသမီးနဲ့တွေ့ဆုံနေတော့ဒီလောက်မမရဂျန်တဲ့လူလဲအင်တာဗျူးမှဖြစ်တယ်လေလောင်းနေတို့ကျင်နပ်ပါမယ်ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုရတဲ့ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ဒီမှာစခုကြောင့်သူလေးအစ်ချာဖြူတို့ကဆင်းရဲတယ်ဒါကြောင့်မို့လို့လဲဗုဒ္ဓကုံရှင်ဆရာတော်ကတဖတ်ဖတ်ပြောနေတယ်ပေါ့နော် ဒါကိုအစ်ကြပြုကနေပြီးတော့စင်းရဲတဲ့အကြောင်းကိုပြန်လဲချိပါပြုတ်ဆုလိုက်တာနတ်ထောင်တို့အရင်ကောင်းတဲ့ဘဟုတ္တတလည်းရစီတယ်ပေါ့နော်ကြည်တဲ့မျိုးတွေလည်းဘဟုတ္တတသင်္ကဆာရအောင်လို့ပြန်လဲမြှောက်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတို့ရဲ့ထင်မြင်စကြကလေးတွေကိုလည်းဗီဒီယိုလေးအောင်မကွန်မန့်လေးတွေရိုက်ခတ်ပေးလို့ရပါရဲ့ရှင့်နတ်ထောင်လည်းမူဆက်လေးတဲ့နေဟာတာဗီဒီယိုလေးဘုတ္တတဆက်ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတက်ဆက်ပေးတတ်မှာမို့မို့ channel လေးကို like subscribe နဲ့တောက်ပို့တောက်စပါရဲ့ရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတ